Hello တငယ်ချင်းရေဒီတစ်ခေါက်တငယ်ချင်းတို့ DMF SCC လေးရပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်ပြောချင်တဲ့အကြောင်းအရာကတော့ Tower Africa နိုင်ငံမှာဖြစ်သွားတဲ့မယုံကြည်နိုင်စရာအခြေဇာတ်လမ်းလေးတစ်ပုဒ်အကြောင်းကိုပြောချင်ပါတယ်ဒီဇာတ်လမ်းနာမည်က Beauty Ambassador ဆိုပြီးတော့ Netflix မှာရှိပါတယ် Bestar ဆိုတာကတော့ဒီဇလန်းနဲ့မှာပါတဲ့ Tabo Bestar ဆိုတဲ့လူတယောက်ကိုရည်ညွှန်းပြီးတော့ရေးထားတာလို့ထင်ရေးထားတာပေါ့နော် ဒီတာပိုဝက်စတာဆိုတဲ့လူကသူကအရက်မရှိဘူးပုံစံလေးကအေးအေးဆေးဆေးလေးနဲ့တီတီငိမ့်ငိမ့်အရက်ကိုစင်ပယ်ဖြစ်တဲ့ပုံစံမျိုးလေးပောက်တယ်ပေါ့နော်အဲ့တော့အဲ့ဒီလူကသူက Facebook မှာသူ့ကိုသူ media agency ထောင်ထားတယ်ဆိုပြီးတော့ main ကလေးတွေကိုအဓိကဆွဲတာပေါ့နော်ဆွဲတဲ့ခါကျလို့ရှိရင်လည်းသူ့ media agency နဲ့ဓာတ်ပုံရိုက်ကြမလားပြီးတော့အမှုပညာလောကတဲ့ဟိုအဲ့လိုမျိုးပေါ့နော် twin ပေးမယ်အဲ့လိုပုံစံမျိုးတွေပေါ့အဲ့လိုနဲ့ ဒီ2022ခုနှစ်မှာဒီတာဘိုဘက်စတာကမိန်ကလေး model တယောက်နဲ့တွဲနေတယ်။အဲဒီမိန်ကလေး model ကလည်းသူလည်းအမှုပညာလောကရဲ့ဝင်ကျင်နေပေါ့နော်။အမှတွဲနေရင်လည်းဒီနေ့ကျတော့သူတို့နှစ်ယောက်ဟိုတယ်တစ်ခုကိုအတူတူသွားကြတယ်။အဲဒီဟိုတယ်မှာတ냐အိတ်ပြီးတဲ့အခါကျနောက်တစ်နေ့မနေ့ကျတော့အဲဒီတာဘိုဘက်စတာကသူကအဲဒီအခန်းကိုအပြင်ကနေပြီးတော့တော့ခတ်ပြီးတော့ပြန်ထွက်မယ်လို့မှဟိုတယ်ပိုင်ရှင်နဲ့စကားဟိုတယ်ပိုင်ရှင်ကအဲ့ဒါကိုတွေ့သွားတွေ့သွားတဲ့အခါကျတော့ နေပါဘလို့အခန်းကိုတော့ခတ်တာလေအခန်းအပြန်အတ်တော့မှလားလို့မေးတော့မဟုတ်ဘူးငါကြီးစားတော့အထဲမှာအိတ်နေတော့ငါအပြင်ကိုသွားပြီးတော့အပြင်ကိုသွားမယ်သူအိတ်နေတော့ငါတို့ညတောက်တာတွေပျော်တာတွေများသွားရပေါ့နော်အိတ်တာလည်းနောက်ကျတယ်အဲ့တော့ငါနေလေစားစားချိန်ပြန်လာမယ်ဆိုပြီးတော့ဒီသူငါကြီးစားဒီနေလေစားသူပြန်လာတဲ့အချိန်ကြီးလေသူမနိုးသေးဘူးပေါ့နော်အညာတော့အရန်ပင်ပန်ထားလို့ဆိုပြီးတော့သူကအဲ့လိုပြောပြီးအပြင်ကိုထွက်သွားတယ်အပြင်ထွက်သွားတော့လေအဲ့ဟိုတက်ပိုင်ရှင်ရဲ့ယောက်ျားကပဲ သူ့ရဲ့ကားနဲ့အနီးဆက်ဆုံးဘတ်ကားမှတ်တမ်းကိုပို့ပေးလိုက်သေးတယ်။အဲ့ဒါနဲ့နေ့လယ်စာစားချိန်လည်းပြန်မလာညနေစောင်းလည်းပြန်မလာဆိုတော့ဒီဟိုတယ်ပိုင်ရှင်ကသူနည်းနည်းတန်ကြာဖြစ်လာတော့အဲ့ဒီအခန်းကိုသူဟိုတယ်ဝန်ထမ်းတယောက်နဲ့တွားပြီးတော့တော့ဖွင့်ပြီးကြည့်ရခါကျတော့ဟိုမှာကောင်မလေးကအဲ့ရပေါ်မှာသေးနေပြီဓာတ်ထိုးထားတဲ့ဒဏ်ရာနဲ့ပေါ့နော်သေးနေတော့ဟိုတတ်ထားတဲ့ပုံစံကလုံးဝသွေးအေးအေးနဲ့တတ်ထားတဲ့ပုံစံမျိုး အမှားတွေကောင်မလေးရသေးနေအဲ့ဒါက2012မှာဖြစ်တာပေါ့နော်တကယ်တော့အဲ့2012မှာတိုင်ခင်မှာလဲအဲ့ဒီတာဘိုဘက်စတာနဲ့တွေ့တဲ့တဲ့မိန်းကလေးတယောက်ကပြန်ပြောတာသူကဘာပြောလဲဆိုတော့အဲ့မိန်းကလေးကတာဘိုဘက်စတာနဲ့သူ့ကိုအဲ့ Facebook မှာတွေ့တယ်ပေါ့နော်သူကအဲ့ဟို model model လေးလုပ်ချင်တဲ့လူပေါ့အမှတနေ့ကျတော့သူတို့နှစ်ယောက်ချင်းပြီးတော့အာကာဘယ်ဟိုသွားရင်းနဲ့လည်းမသိဘူးသူကားမောင်းတာကွာကားမောင်းတဲ့အခါကျတော့ကောင်မလေးကကားမောင်းနေတဲ့အချိန်မှာအဲ့တာဘိုဘက်စတာသူ့ကိုဓာတ်နဲ့ထောက်ပြီးတော့ ကားရက်လိုက်လို့အမိန်ပေးတယ်။အမမာပဲကောင်မလေးရဲ့လန့်ပြီးတော့အာဘာဖြစ်တာလဲပေါ့နော်ဆိုတော့အဲ့သူကောင်မလေးရဲ့အဲ့ကောင်မလေးကသူကဖရားတရားကိုအရန်ယုံကြည်တယ်ဖရားသခင်ကိုအရန်ယုံကြည်တယ်ဖြစ်တဲ့အတွက်သူကတာဘိုဘက်စတာသူကဟိုဘလို့ချော့ဖို့ကြိုးစားတာပေါ့နော်။ဟိုနေဘာဖြစ်လို့ငါ့ကိုဒီလိုလုပ်တာလဲ။အဲပေါ့နော်။အော်နင်ပါအကူကြီးလို့လို့လဲနိစိတ်ထဲမှာရှင်ငါ့ကိုဘာတွေရှင်ပြောလို့ရတယ်ဘာညာပေါ့နော်သူအဲ့လိုမျိုးလုပ်တဲ့အခါကျတော့ ဟိုဟိုတာဘူဘက်စတာလည်းနည်းနည်းဟိုပေါ့နော်ဆက်ပြီးတော့ကွာ तू လုံးမအမှုဆက်ပြီးမကျူးလွန်တော့ပဲနဲ့ तू ကအမှားတယ်ဟိုဓာတ်ကိုချလိုက်ပြီးတော့ तू ပဲဟိုစိတ်စိတ်ပိုင်းဆိုင်ရာအားနည်းနေတယ်လို့လို့ထိခိုက်နေတယ်လို့လို့အဲ့လိုမျိုးပြောတာပေါ့နော်အဲ့ဒါနဲ့ကောင်မလေးရဲ့သူ့ကိုဘုရားသခင်လာနေကဘုရားသခင်နဲ့ပြေးတွေ့မယ်ဆိုပြီးတော့သူကဘုံကြီးခရစ်ယာန်ဘုံကြီးတပါးနဲ့တွားတွေ့တယ်ပေါ့နော်တွေ့တော့ဘုံကြီးကလည်းသူ့ကိုဟိုဗမာလူဆိုတရားဟောတာပေါ့နော်တရားတွေပါဟောပြပြီးတော့ ူကအမှခမ်းဖြစ်သွားတယ်သူကငြိမ်သွားတော့အမှလည်းဖုန်းကြီးကကမလေးကိုပြောတယ်ငါတို့ရဲကိုခေါ်ပြီးတော့သူ့ကိုရဲလက်အပ်ရအောင်ပေါ့နော်နေ့ကိုဓာတ်ထောက်ပြီးတော့ဟိုကြံတာပေါ့ဆိုတော့ကမလေးကမလုပ်ပါနဲ့ဟို तू က तू ကဘုရားသခင်ကိုယမ်းယုံကြည်တဲ့အခါကျတော့ဟိုခွင်းလွတ်လိုက်ပါပေါ့နော်ဒီတစ်ခါတော့ခွင်းလွတ်လိုက်ပါဆိုသူတို့ရဲကိုမအပ်ဘူးအဲ့မှာကမလေးကပြန်ပြောတယ်တကယ်လို့မြန်သူသားရဲကိုအဲ့ဒီအချိန်မှာအပ်ခက်လက်မဆိုရင်ဒီတာဘိုဘက်စတာဒီ2012မှာဒီ main ကလေးကိုတတ်တတ် ဖြစ်ချိန်မှာတက်ဖြစ်မှာပေါ့နော်သူထောင်ထဲမှာရှိနေမှာပေါ့ဆိုပြီးတော့သူကအဲ့ဒီအချိန်မှာပြန်ပြောတယ်တကယ်တော့အဲ့ဒီဒီဒီတာဘိုဘက်စတာအဲ့မှာပဲ2012မှာဒါပဲ main ကလေးမျိုးသမီးတွေအမျိုးသမီးတယောက်ကိုအနိုင်ကျင့်နေနှစ်ယောက်ကိုဓမြတိုက်တယ်ပြီးအခုတော့ခုန model လေးကိုတတ်ခဲ့တယ်ဆိုတော့အမှုတွေနဲ့သူထောင်ကြတော့သူထောင်ကြတဲ့အခါကျတော့လေတကယ်ကိုထောင်ကလုံခြုံရေးအရာအရန်အဆင်ပြေနေထောင် ဒီအတောင်အာဖရိကနိုင်ငံမှာလုံခြုံရေးအအဆင်မြင့်တဲ့ထောင်ပေါ့နော်ဆိုတော့သူအဲ့ဒီထောင်ထဲမှာ6နှစ်7နှစ်9နှစ်လောက်နေပြီး2022လောက်လဲကြာလဲကြာတော့ဘာသတင်းတွေထွက်လာလဲဆိုတော့ထောင်ထဲမှာတာဘိုဘက်စတာက ကိုကိုကိုစူဆိုင်းလုပ်ပြီးတော့စူဆိုင်းလုပ်သွားရဲပေါ့နော်အမှစူဆိုင်းလုပ်သွားရဲဆိုတော့စူဆိုင်းလုပ်တာလဲရိုးရိုးလုပ်တာမဟုတ်ဘူးသူ့ကိုယ်ကမီးရှို့သွားမီးရှို့သွားရဲဆိုတဲ့အခါကျတော့အလောင်းကလုံးဝဟိုဘယ်လိုပြောမလဲ ဘာမှမသိတော့ဘဲနဲ့ဒီမီးရှို့ပြီးမီးလောင်ပြီးကြံခဲ့တဲ့ခန္ဓာကိုယ်ပဲရှိတော့တာပေါ့နော်အဲ့တော့တိတ်တိတ်ချာချာကွက်ကွက်ပြေပြေမသိနိုင်ဘူးအဲ့လိုမျိုးသူ့ကိုယ်သူမီးရှို့ပြီးတော့လှုပ်သူ့ဆိုင်လှုပ်သွားတယ်ဆိုတဲ့သတင်းတွေထွက်လာပြီး၃ရက်အကြာမှာအမဆရာဝန်မတယောက်လှပရေးရဆရာဝန်မသူ့နာမည်ကဒေါက်တာနန်ဒီဖာတဲ့သူကအဲ့ဒီတာဘိုဘက်စတာထားတဲ့အလောင်းထားတဲ့ရေခဲတိုက်ကိုလာပြီးတော့အဲ့ဒီအလောင်းကိုထုတ်တာ အလောင်းကိုထုတ်တော့ तू ကဘလို့ပြောထုတ်လဲဆိုတော့ငါကဒီတာဘူဘက်စတာနဲ့လက်ထပ်ထားတာပေါ့နော်လက်ထပ်ထားတာငါက तू မိမအိုက်တဲ့ငါမှ तू အလောင်းကိုထုတ်ပိုင်ခွင့်ရှိတယ်ဆိုပြီး तू ကအလောင်းကိုလာထုတ်ပေါ့ထုတ်တော့တကယ်တော့ဂျာနယ်လစ်အဲ့အမျိုးသမီးအဲဒေါက်တာနန်ဒီဖာကတရားဝင်လက်ထပ်ပြီးဒါပေမဲ့ယောက်ျားနဲ့ခွဲနေတယ်သမီးလေးနှစ်ယောက်ရှိရပေါ့နော်အဲ့တော့ဂျာနယ်လစ်တွေကမေးခွန်းထုတ်တာပေါ့နော်ဒီသူတို့နိုင်ငံမှာဒီယောက်ျားနဲ့ တရားဝင်လက်ထပ်ပြီးအဲ့လိုမျိုးမကွဲပဲနဲ့နောက်ယောက်ျားယူခွင့်နေပါရင်မရှိဘူးကွာနောက်တစ်ခုကြတော့ဒီသားဖို့ဒီအရန်ကိုနာမည်ကြီးတဲ့ချမ်းသာတဲ့ဒီဆရာဝန်မကဒီသားဖို့ပဲစတာကိုဘယ်လိုလုပ်သိတာလဲပေါ့နော်ဟို journalist တွေကမေးခွန်းထုတ်ပြီးတော့ဟောအဖြေရှားချင်တာပေါ့နော်ဒါပေမဲ့ဒီ documentary မှာရဲတွေကိုယ်တိုင်က မပါတာလား ပါတော့ပါတယ်တယောက်နှစ်ယောက်တော့ပါလေဒါပေမဲ့တကယ်ကိုရဲရရှိအကြီးတွေပါလေကိုယ်တိုင်ကအများကြီးမပါတာလားသူတို့ကပဲထဲ့မထားတာလားမသိဘူးရဲတွေကအဲ့ဒီဟာကိုတိတ်ပြီးတော့တန်တရားဖြစ်တယ်ဆိုတဲ့အကြောင်းအများကြီးမပါဘူးအဲ့ဒီတော့ခုနက journalist တွေကဒီ Dr. Nandi Pha နဲ့ဒီလူနေကဘလို့ပတ်သက်လို့လဲသူတို့ကဘာဖြစ်လို့လက်ထပ်ထားတာလဲပေါ့နော်သူလက်ထပ်ထားတယ်ဆိုတဲ့အချိန်မှာလဲဘယ်ဘယ်နှစ်ခုနှစ်ကငါနဲ့ဒီလူနေကလက်ထပ်တယ်ဆိုတော့ပြောတဲ့အချိန်ဒါလဲအဲ့ဒီ တာဘိုဘက်စတာကထောင်ထဲမှာရောက်နေတဲ့အချိန်ပြီးတော့အဲ့ဒီဒီစူဆိုင်လုတ်ပြီးတော့ကိုကိုကိုမီးရှို့တက်သေးတယ်ဆိုတာကလည်းမေကုန်းထုတ်เสียရပဲဘာလို့လဲဆိုတော့ထောင်ထဲမှာစူဆိုင်လုတ်တယ်ဆိုတာသူတို့သိနေမကြခင်အဝိအစားတွေဘာတွေကိုကြိုးချီပြီးတော့စူဆိုင်လုတ်တာမျိုးပေါ့နော်အခုဟာကိုကိုကိုမီးရှို့တက်သေးတာပြီးတော့အဲ့ဒီမီးရှို့တက်သေးနေတဲ့နေမတိုင်ခင်ရဲ့အဲ့ဒီ နောက်အဲ့နောက်ပိုင်းအချိန်နေရမှာသူတို့ဒီထောင်ထဲမှာအရန်ကို security ပြည့်ပါတယ်ဆိုတော့ထောင်ထဲမှာရှိတဲ့ CCTV တွေကလည်းအကုန်လုံးပြက်နေတာပြက်နေတာလားပိတ်ထားတာလားတော့မသိနိုင်ဘူးပေါ့နော်အဲ့တော့ journalist တွေကတန်တရားဝင်တယ်တန်တရားဝင်တယ်ဒါပေမဲ့ရဲတွေဘက်ကတော့အများကြီးဟိုနင်ပေါ့နော်ဒါကြီးကတန်တရားဝင်စရာကောင်းတယ်ဆိုအမှုလိုက်တာမျိုးမရှိဘူးအဲ့ဒီအချိန်မှာ အဲ့ဒါ2022ပေါ့နော်အဲ့2022နောက်ပိုင်းမှာဒေါက်တာနန်ဒီဖာ ਨੇ အရန်ကိုရင်းနှီးပြီးတော့ ဟိုတငယ်ချင်းလိုစီးပွားဘက်လိုမျိုးမိဖက်လိုနေတဲ့လူတယောက်ရှိတယ်။အဲ့လူတယောက်ကဘာပြောလဲဆိုတော့သူ့စီကိုတဲ့ဒေါက်တာနန်နီဖာလူတယောက်နဲ့မိတ်ဆက်ပေးတယ်။အဲ့လူနာမည်က TK ပေါ့နော်။အဲ့ TK ကိုသူအပြစ်မှာတစ်ခါပဲမြင်ဘူးတယ်။ဒါပေမဲ့များသောအားဖြင့်အပြစ်ဖုံးဆက်ပြီးတော့ပြောတာပေါ့နော်။အဲ့ TK ကဒေါက်တာနန်နီဖာရဲ့ပြောစကားအရာဆိုရင်မီဒီယာကုမ္ပဏီထောင်ထားတဲ့ဟိုစီးပွားရေးလုပ်ငန်းရှင်အကြီးပေါ့နော်။ပြီးတော့စီးပွားရေးကိုလည်းဘယ်လိုလုပ်နိုင်လဲဘယ်လိုလုပ်တတ်တယ်ဆိုတဲ့ပုံစံမျိုး ဒါပေမဲ့အဲ့တငယ်ချင်းရဲ့ပြောပုံအရဆိုလို့ရှိရင်ဟိုတခါတည်းကသူတို့နှစ်ယောက်တွေ့နေတော့ TK ဆိုတဲ့လူစီကဖုန်းလာလို့ရှိရင်ဒေါက်တာနန်ဒီဖာမျက်စိမျက်နှာပြက်တည်ဖြစ်ပြီးတော့ပုံစံအရင်လိုမဟုတ်တော့ဘူးပေါ့ကွာအရင်ပုံစံပြောင်းသွားတယ်နောက်တစ်ခါကအဲ့ဒီဒေါက်တာနန်ဒီဖာဆိုတာကသူတို့တွေကဒီဆရာဝန်အလှပရရေးရဆရာဝန်ဖြစ်ပြီးတော့စေကန်းနေပါလေဖွင့်ထားရတယ်ဆိုတာကသူ့ရဲ့ဂုံတိတ်ခါပါလေဆိုတော့သူက patient တွေကိုအရန်ကိုဂယုဆိုင်တယ်ပေါ့နော် ဟိုသူကိုယ်တိုင်လည်းလှလှပပနေတယ်အလှပောက်လည်းလိုက်စားတယ်ပေးရှက်နေလို့လည်းအဲ့လိုနေတယ်ဒါပေမဲ့အဲ့2022နောက်ပိုင်းမှာကျတော့ Dr. Nandifa ကဥမာဟိုလူနာတွေကိုဆောင်ခိုင်းပြီးပေါ်မလာတာမျိုးတို့ဟိုအကြောင်းပြချက်မရှိပဲဆေးရုံကိုမလာတာမျိုးပေါ့သူတို့သူတို့ထောင်ထားတဲ့ဆေးကန်းကိုမလာတာမျိုးတွေအဲ့လိုမျိုးပုံစံတွေအရန်ပြောင်းသွားတယ်။ Dr. Nandifa ရဲ့အဖေနဲ့အမေရော သူ့ရဲ့အကိုရောပြောစကားကလည်းဒီပုံစံအတိုင်းပဲသူသမီးကဒီ2020နောက်ပိုင်းမှာပုံစံတွေကအရန်ကိုပြောင်းလဲသွားတော့သူတို့တွေ့တယ်တွေ့တဲ့အခါတော့လည်းသူတို့ကိုယ်တိုင်ကဘာမှန်းတော့မသိဘူးပေါ့နော်ဒါပေမဲ့သူသမီးမိတ်ဆက်ပေးလို့ TK ဆိုတဲ့စီးပွားဘက်တယောက်နဲ့တော့သူတို့ရင်းနှီးသွားတယ်။ဒါပေမဲ့အပြင်မှာတော့မတွေ့ဘူး။အဲ့ TK ကဖုန်းထဲရပဲ။သူကအလုပ်ရမ်းများတော့ရှောက်သွားနေရတယ်ပေါ့ကွာ။ဖုန်းထဲရပဲ။အဲ့ဒေါက်တာ95ရဲ့အမေကိုလည်းအမေလို့ပဲခေါ်တာ ဟိုသူ့မှာငငယ်တဲ့အဖေရောမိမရှိဘူးပေါ့နော်မိသားစုမရှိတော့အမေလိုပဲခေါ်ပြရစီအဲ့လိုမျိုးတော်ကီနေနဲ့ကွာဆိုတော့ဒီ TK ဆိုတဲ့လူသူသမီးဘွားတွေကိုရောက်လာတာတော့အဲ့2020နှစ်နောက်ပိုင်းရောက်လာတာသူတို့တည်တယ်ပေါ့နော်အဲ့လိုနဲ့ဒီတာဘိုဘက်စတာထောင်ထဲမှာစူဆိုင်းလုပ်တယ်ဆိုပြီးတော့တရင်ထွက်လာပြီး7လလဲကြာလဲကြာကောအဲ့ဒီမှာ journalist တွေက သူတို့အဲ့ဒီဟိုစူဆိုင်းလုပ်လို့တေသွားတဲ့ အဲ့အလောင်းရဲ့ optosi ကိုရရကွာအလောင်းကိုစစ်ဆေးချက်ရရစစ်ဆေးချက်ရတဲ့အခါကျတော့သူတို့ဘာလို့သွားတွေ့လဲဆိုတော့အဲ့ဒီအလောင်းကအလောင်းကတော့အမှန်တကယ်မီးကြီးရှို့ပြီးသွားတော့လုံးဝဆုတ်ပြတ်နေပြီကွာအာဆိုတော့ဒီစစ်ဆေးချက်မှာပါတဲ့ဟာကဘာလဲဆိုတော့ဒီအလောင်းရဲ့ခံမှန်းကြီးအရက်နဲ့တာဘိုဘက်စတာရဲ့အရက်နဲ့ကတော်တော်ကွာနေတာတွေ့ရတယ်ပေါ့နော် ပြီးလို့ရှိရင်အမားတွေသူတို့ကဆက်ပြီးတော့အဲ့တာဘူဘက်စတာမှာအမေတယောက်ရှိတယ်အဲ့ဒီအမေကိုစီရနေပြီးတော့ဒီအန်နေနဲ့ဒီအလောင်းရဲ့ဒီအန်နေနဲ့စစ်ကြည့်တော့လဲမတူအဲ့တော့မေးခွန်းနေရဖြစ်เสียရအမေခွန်းနေထုတ်เสียဖြစ်လာပြီဒီထောင်ထဲမှာတည်ခဲ့တာတာဘူဘက်စတာမဟုတ်ရင်ဘယ်သူလဲပေါ့နော်ပြီးတော့တကယ်လို့တာဘူဘက်စတာကဒီထောင်ထဲမှာမတည်ခဲ့ရင်သူ့ဘယ်ကိုရောက်သွားလဲဆိုပြီးတော့ journalist တွေကအဲ့လိုမျိုးမေးခွန်းနေထုတ်เสียဖြစ်လာ journalist တွေဘက်ကရောဒီရဲတွေဘက်ကရောတာဘူဘက်စတာဒီအလောင်းကတာဘူဘက်စတာအလောင်းမဟုတ်ဘူးဆိုတာသိသွားတဲ့အချိန်မှာသူတို့ကတာဘူဘက်စတာဘယ်ရောက်နေပြီလဲဆိုပြီးတော့ရှာဖို့စပြီးတော့ရှာစပြီးတော့ရှာကြရတာပေါ့နော်ရှာကြတော့သူတို့ဘယ်ကစလဲဆိုသူတို့ဒီတာဘူဘက်စတာအလောင်းကိုလာထုတ်သွားတဲ့ဆရာဝန်မဒေါက်တာနန်ဒီဖာကနေပြီးတော့သူတို့စတယ်ဒေါက်တာနန်ဒီဖာကနေစတဲ့အခါကြာလို့ရှိရင်အဲ့ဒီအချိန်မှာပဲဒီ ဟိုဒီ journalist တွေကို journalist တယောက်ကို လူတယောက်က message ပို့လာတယ်။ဟိုပေါ့နော်။ဒီမှာဒေါက်တာနန်ဒီဖာနဲ့ဒီဒေါက်တာနန်ဒီဖာကိုငါတို့တွေ့တယ်။ဒီမှာတွေ့ခဲ့ရပေါ့နော်။ဒီလူတယောက်နဲ့တွေ့ခဲ့တယ်။ဆိုပြီးတော့အမှ message ပို့လာတဲ့အချိန်မှာအဲ့ဒီ message ထဲမှာပါတဲ့လူကဒေါက်တာနန်ဒီဖာနဲ့အတူတူဈေးဝယ်နေတာ။တကယ်တော့ဒေါက်တာနန်ဒီဖာကသူက cosmetics အဲ doctor ပေါ့နော်အလှပရေးရာဆရာဝန်အရန်ကိုနာမည်ကြီးတယ်သူက Instagram တွေပါဒီမှာမှာ blue mark တင်နေဆိုတော့တနင်္ဂနွေလုံးလိုလိုကတည်တယ်ချမ်းသာတယ်ဆိုတော့ तू तू ဈေးဝယ်နေတာတွေ့တော့ तू तू ကိုအားပေးတဲ့လူကဘာမှမဟုတ်ဘူးဓာတ်ပုံရိုက်ပြီးတော့ပို့လိုက်တာအဲဒါပေမဲ့အဲ့ဓာတ်ပုံရဲ့နောက်မှာက तू နဲ့အတူတူဈေးဝယ်နေတဲ့လူလို့ယူဆတဲ့လူကဒေါက်တာ95ရဲ့တငယ်ချင်းပြောစကားအရာအဲ့ဒီ TK ဖြစ်နေတာအဲ့ဒီ TK ဆိုတာကလည်း ဒီတာဘိုဘက်စတာကိုသပင်ရှည်ပေးလိုက်လို့ရှိရင်တပုံစံနဲ့ဖြစ်နေတယ်ဆိုတော့ဒီ TK ဟာတာဘိုဘက်စတာနဲ့တယောက်တည်းပါဆိုတာဂျာနယ်လစ်တွေရောရဲတွေရောသိသွားတာဆိုတော့သူတို့တိသွားတိသွားတဲ့အခါကျအမှမှာသူတို့က run ထုတ်လိုက်တာ run ထုတ်တဲ့ဒေါက်တာ နန်ဒီဖာနဲ့တီကေခေါ်ဒီတာဘိုဘက်စတာကိုသူတို့ဖမ်းနေပါတယ်ဆိုပြီးတော့ဟိုဘောနော်အဲ့လိုအဲ့လိုမျိုးထုတ်လိုက်တဲ့အချိန်မှာအဲ့ဒီနှစ်ယောက်ကသူတို့နိုင်ငံထွက်ပြေးဖို့စပြီးစ조사အောင်ဆိုတော့စ조사အဲ့လိုသူတို့စ조사နေတဲ့အချိန်မှာတစ်ဖက်မှာဂျာနယ်လစ်တွေကလည်းပါလဲဆိုတော့ဒီလိုဆရာဝန်တယောက်ကဒီအချင်းတောင်နဲ့ရောက်နေတဲ့လူနဲ့ဘလူမျိုးတွေ့ပြီးတော့ဘလူမျိုးကြိုက်ပြီးတော့ဒီလိုမျိုးပူးပေါင်းကြံစည်တဲ့အထက်ပါတာလဲပေါ့နော် တကယ်တော့အဲ့ဒီဒေါက်တာနန်ဒီဖာက "तू आ दी TK" အဲဒီတာဘိုဘက်စတာပေါ့နော်ကိုကိုကိုစူဆိုင်းလုတ်တယ်ဆိုပြီးတော့အဲ့ဒီအလောင်းကိုရေခဲတိုက်တရသွားမထုတ်ခင် သူ့နာမည်နဲ့တခြားအလောင်းနှစ်ခုသုံးခုကိုလည်း तू ရေခဲတိုက်တရထုတ်လိုက်သေးတယ်အဓိကကတော့သူတို့ယူဆတာကတော့တကယ်တကယ်တာဘိုဘက်စတာဒီထောင်ကနေ ထွက်ပြေးတဲ့အခါမှာ ဒီအလောင်းတစ်ခုကိုသူ့ကိုဟိုတာဘိုဘက်စတာလို့ထင်ရတဲ့အလောင်းတစ်ခုကိုအခန်းထဲမှာထားပြီးမီးရှို့ဖို့ရယ်ပြီးတော့ဒီကိစ္စကြီးတစ်ခုလုံးကာဗာ F လုတ်ဖို့သူကရေခဲတိုက်တရကွာသူမသိတဲ့အလောင်းနေဟောကျမကျမအဖေပြောက်နေလို့ပါအလောင်းလူမသိတဲ့အလောင်းရှိလို့ရှိရင်ကြည်ကျင်ပါတယ်ပြောတာအဲဒါဆိုဒါကျမအဖေပါဒါကတော့ကျမမဝင်ခွဲပါအဲ့လိုမျိုးပြောပြီးတော့သူကအလောင်းနှစ်ခုသုံးခုလောက်ကိုထုတ်ပြီးတော့ညှိမြုပ်ထားသေးတယ်သူဟာသူ ဆိုတော့အဓိကဟိုမျက်စိလဲအောင်ပေါ့နော်။သူတကယ်တကယ်ဒီတာဘိုဘက်စတာကိုကူညီတဲ့အချိန်ကြာကာဗန်အပ်ဖြစ်အောင်လို့သူလုပ်တယ်လို့ယူဆရတယ်ပေါ့နော်။အဲ့လိုမျိုးလဲလုပ်ခဲ့သေးတယ်။ပြီးလို့ရှိရင်အဲ့တာဘိုဘက်စတာထောင်ထဲမှာရှိနေတဲ့အချိန်မှာပဲဒေါက်တာနန်ဒီဖာက မီဒီယာကုမ္ပဏီတစ်ခုဒီသူတို့နိုင်ငံမှာအသေးရောက်လာမယ်ပေါ့နော်။အဲ့ကုမ္ပဏီရဲ့တတိယဒီဘသူပါပေါ့။အဲ့ဒီကုမ္ပဏီကဒီသူတို့ အဲ့ကုမ္ပဏီတတိယကကုမ္ပဏီ launch လုပ်ပွဲကိုဒီဟိုတယ်မှာလုပ်ပါမယ်ဘသူတွေကိုဖိတ်ပါတယ်ဆိုပြီးတော့အဲ့ဒီမှာတကယ်ကိုနိုင်ငံရေးလောကမှာပါတဲ့လူတွေ celebrities တွေ influencer တွေအကုန်လုံးကိုဖိတ်ပြီးတော့အမှ launch လုပ်ပွဲအကြီးအကျယ်လုပ်တာလုပ်တဲ့အခါကျတော့လေဒေါက်တာနန်ဒီဖာကသူကအကုန်လုံးဝင်လုပ်ပေးတာပေါ့နော်ဒါသူနဲ့တီးတဲ့လူဆိုပြီးတော့ပြီးလဲပြီးရောဒီဒီ launch လုပ်ပွဲလုပ်နေတဲ့အချိန်မှာမှာ နောက်ဆုံးဒီပုံတော့ဒီကုမ္ပဏီပိုင်ရှင်ကစကားပြောရမယ့်အချိန်ကြာတော့မှကုမ္ပဏီပိုင်ရှင်ဟာအမေရိကနေပြီးတော့ရောက်မလာနိုင်အကြောင်းကြောင်းပေါ့နော်လေလေရင်ကြောက်လာပါလားအဲ့လိုအကြောင်းပြပြီးရောက်မလာနိုင်ခဲ့တဲ့အတွက်သူအွန်လိုင်းကနေပြီးတော့ပဲကျေးဇူးတင်စကားပြောပါမယ်ဆိုပြီးတော့ projector ကြီးတွေနဲ့ထိုးပြီးကျေးဇူးတင်စကားပြောတာအဲ့ဒီကျေးဇူးတင်စကားပြောတာကဘယ်သူလဲဆိုတော့ Tabo Vesta သူကထောင်ထဲမှာဒါပေမဲ့ ကုမ္ပဏီထောင်ထားတဲ့တတိယဆိုပြီးတော့ဒေါက်တာနန်ဒီဖာတစ်ဖက်လက်နဲ့ပွဲတွေလှုပ်ပြီးတော့သူ့ကိုမိတ်ဆက်ပေးတာပေါ့နော်ပြီးတော့အဲ့ထောင်ထဲမှာပဲဟိုကွန်ပျူတာနဲ့ Wi-Fi အင်တာနက်ရအောင်လှုပ်ပေးတာလဲဒေါက်တာနန်ဒီဖာပဲဆိုတော့တာဘိုဘက်စတာထောင်ထဲကနေပြီးတော့ဝစ်ဆောင်အကောင်စားကြီးဝစ်ပြီးတော့အာသူကဒီကုမ္ပဏီရဲ့တတိယပါအခုတော့အမေရိကရောက်နေလို့လင်းရင်ခက်ခဲကြောင့်မလာနိုင်လို့ဟိုဆိုပြီးတော့ online ကနေပဲနှုတ်ဆက်လိုက်ရပါတယ်ဆိုပြီးသူကအဲ့လိုကိုလှုပ်သွားတာ ဆိုတော့သူတို့နှစ်ယောက်ပေါင်းပြီးတော့လေသူတို့နှစ်ယောက်ပေါင်းပြီးတော့အဲ့လိုကိုလှုပ်သွားတာဆိုတော့အဲ့မှာအဲ့ဒီအချိန်မှာပြန်သိရတဲ့အတိုင်းဝိုင်းရဲ့လူတချို့ကလည်းဒီ documentary ထဲမှာပါတော့အရန်အံ့ဩပြီးတော့ဟိုဘယ်လိုပြောရမလဲ shock ရတာပေါ့နော်ဒီလိုမျိုးချမ်းသာပြီးတော့အနမဲကြီးအရာရာပြည့်စုံနေတဲ့အရန်လှတဲ့လှပရေးရဆရာဝန်မကဒီအမျိုးသားနဲ့ဒီလိုမျိုး rapes နဲ့လူတတ်မှုနဲ့ထောင်ချနေတဲ့လူတယောက်နဲ့ဘယ်လိုညာချင်းမိသွားကြတာပါလိမ့်ပေါ့နော် အဲ့ဒီမှာအတာဘူဘက်စတာ ထောင်ထဲမှာရှိနေတဲ့အချိန်တုန်းကဒီဒေါက်တာနန်ဒီဖာကိုပြောတဲ့ဖုန်း record လေးပေါ့နော်ပြန်ပြီးတော့နားထောင်ကြည့်တဲ့အခါကျ"အိုးအဲ့ဒီမှာမှလေဘယ်လိုပြောမလဲ"အဲ့ဒီတာဘူဘက်စတာဆိုတဲ့လူကအရန်ကိုတော့ကြီးကောင်းတာကွာဟိုဆိုတော့ "तू ပြောတာရင်နားထောင်နေရတယ်နားထောင်ရင်လည်းပဲဟိုနားထောင်တဲ့အမျိုးသမီးကြားတာမပြောနဲ့ဒါဟာတကယ် documentary ကိုရိုက်နေတယ်ဆိုတော့ကိုတိတာတော့မှခေါင်းညှိမိတယ်သူကသူ့ရဲ့တော်ကြီးရင်းနဲ့ချုပ်တာလေ" ပြီးတော့သူ့ရဲ့ doggy တွေထဲမှာဘာပါလဲဆိုတော့သူကသူကတကယ်တော့ဘာအပြင်းမှမလုပ်ခဲ့ဘူးဒီအမှုတွေအကုန်လုံးသူကသူက rape case ကအလူတက်တဲ့အမှုတွေရဲ့နဲ့သူထောင်ကြရပေါ့နော်ဒါပေမဲ့ဒီအမှုတွေကိုဒီ popular ဖြစ်တဲ့နိုင်ငံ ရေးသမားတွေကဟိုလက်သူတို့လောက်တာကိုလက်မခံခြင်းလို့သူ့ကိုလွှဲချတယ်သူကအပြစ်မရှိဘဲနဲ့ဒီထောင်ထဲကိုရောက်နေရပါတယ်ဆိုတော့ အအကြောင်းပြခြင်းနဲ့အဲ့ဒီဒေါက်တာနန်ဒီဖောက်သူကချုပ်တာစကားပြောတဲ့အခါလဲလုံးဝညက်ပြီးတော့လေဟိုတော်ကီကလုံးဝကွာအယမ်းမိုက်တာအဲ့တော်ကီတကယ်ကြီးစိတ်ဝင်စားရတယ်အဲ့ဒီစမှာနည်းနည်းနားထောင်ကြည့်လို့ရတယ်အဲ့ဒီဒိုကျူမန်ထရီမှာလေသူကအဲ့ဒါဆိုတော့ဟိုဆရာမမအယမ်းကြာသွားတာပေါ့နော်ကြာသွားပြီးတော့သူကအဲ့ဒီလူကို ထောင်ထဲမှာနေတိုင်းနှီးပါလို့မျိုးကိုသူကတွေ့တယ် ပြီးအိုက်ထောင်ရဲ့အဲ့တဲ့မှတ်တမ်းမှာလည်းသူ့နာမည်လေးပဲပြီးတော့သူတို့အမှဖုန်းပေးထားပြီးတော့ဖုန်းနဲ့သူတို့ကြူကြရပေါ့ကွာအဲ့တော့အဲ့ဒီလူမျိုးနဲ့ဆရာဝန်မားနဲ့သူနဲ့ဟိုကြိုက်သွားပြီးတော့ပူပေါင်းသူထောင်ကနေပြီးတော့လွတ်အောင်လို့ပူပေါင်းကြံစီတဲ့အထဲပါတာပေါ့နော်ဆိုဆိုလို့ကျုနာပြောတဲ့အထဲကိုပြန်သွားမယ်ဆိုလို့ရှိရင်ဒီဒေါက်တာနန်ဒီဖာအနားမှာရှိရဲ့ TK ဟာတာဘိုဘက်စတာပါဆိုတာအဲ့ လူထောင်ကနေထွက်ပြေးပြီး၁၇လအကြာမှာတည်သွားတဲ့အခါရဲတွေကလိုက်တော့ရဲတွေလိုက်တာလဲဟိုနောက်ကြတယ်နောက်ကြရဲဆိုပါလဲဆိုတော့ရဲတွေအဲ့သူရဲတွေလိုက်တဲ့အချိန်မှာပဲသူတို့လင်မယားနှစ်ယောက်ကတောင်အာဖရိကနိုင်ငံကနေထွက်ပြေးပြီးတခြားနိုင်ငံတွေဝင်သွားကြပြီအဲ့ဒီမှာတောင်အာတောင်အာဖရိကရဲတွေကလည်းဟိုနိုင်ငံတကာရဲအဖွဲ့ပေါ့နော် Interpol ကိုဆက်ပြီးတော့ သူတို့ဓာတ်ပုံလေးနဲ့ဆက်ပြီးလဲလုတ်တဲ့အချိန်မှာနောက်ဆုံးဗမာသူတို့ကိုတွားမိလဲဆိုတော့တန်ဇနီးယားနိုင်ငံမှာ2023 AB လာမှာတွားမိရောမိတဲ့အခါကျတော့နှစ်ယောက်စလုံးကနည်းနည်းဟိုအရင်တော့တထေးလူမျိုးနေတာလေစားကောင်းတောက်ဖွဲအဝယ်အစားတွေနဲ့အဲ့မှာမိတဲ့အချိန်ကျတော့သူတို့ကဟိုပုံးနေရတဲ့လူတွေဆိုတော့ကွာအဲ့လိုအရန်ဟိုဘယ်လိုပြောရမလဲ စုတ်တိစုတ်ပဲတော့မဟုတ်ပါဘူးဒါပေမဲ့အဝေးစားဟောင်းနွန်းနွန်းနဲ့သူတို့မျက်နှာတွေကိုအဲ့လိုမျိုးဖုံးထားတဲ့ပုံစံမျိုးနဲ့ကွာအဲ့လိုမျိုးကုတ်ချောင်းကုတ်ချောင်းပေါ့နော်ခိုးကြောင်ခိုးဝဲတဲ့ပုံစံနဲ့သူတို့တွားမိကြမိပြီးတော့အဲ့တန်ဇနီးယားနေပြီးတော့မှတောင်အာဖရိကကိုပြန်ခေါ်လာတယ်ပြန်ခေါ်လာတဲ့အချိန်ကြာတော့လေအဲ့ပထမဆုံးတရားတရားရုံးပေါ်ရောက်တဲ့အချိန်မှာအဲ့ဒီအမျိုးသမီးက ။အဲဒေါက်တာနန်ဒီဖာသူကဟူဒီဝတ်ထားပြီးတော့အဲဟူဒီခေါင်းစုပ်ကြီးကိုလည်းခေါင်းမောင်းဆွတ်ထားတယ်ပြီးတော့ max ကိုလည်းတတ်ထားတဲ့အခါကျတော့တရားသူကြီးတွေကိုယ်တိုင်ကဒီဟာကတကယ်ဒေါက်တာနန်ဒီဖာအစ်စ်ဖြစ်မဖြစ်ကိုသိချင်တဲ့အတွက်မျက်နှာကိုတော့ခဏပြပါလို့တောင်းဆိုရတယ်ကြည့်လား။အဲဆိုတော့အဲ့ဒါပထမဆုံးဒီ documentary မှာပါတဲ့ပထမဆုံးတည့်ရဲခွင်ပေါ့နော်ဟိုယောက်ျားအဲ့တော့တာဘိုဘက်စတာကတော့ပါမလာဘူးအဲနောက်ဒုတိယတည့်ရဲခွင်လဲကြာလဲကြာအမလီအဲ့မှာသူတို့နှစ်ယောက်ကလေ ဟိုအဲ့အမျိုးသမီးကသူကအရင်ဆုံးဟိုလာတာပေါ့နော်။ပြီးတော့သူတို့တရက်ခွင်ရလေးဒီအနောက်နိုင်ငံတွေမှာတွေ့ရတဲ့တရက်ခွင်လိုမျိုးဥမာတရက်ခံတယောက်ချင်းစီကတနေရာချင်းစီအဲ့လိုမဟုတ်ဘူးကွာ။သူတို့ဘယ်လိုပြောရမလဲဟိုဟိုဝက်ဟိုဘာလဲဝက်ချန်လိုမျိုးလေးအဲ့လိုဟာမျိုးလေးမဟုတ်ဘူး။အဲ့ဒီဒီဒိုကူမန့်တရီထဲမှာပြထားတာဆိုရင်တရက်ခွင်တစ်ခုရှိတယ်။အဲ့ဒီတရက်ခွင်ရှေ့တက်တက်မှာမှ ဟိုအောက်ကိုအောက်ကနေတက်လာတဲ့လှေကားရှိတယ်ဆိုလိုကတော့ဆိုလိုချင်တာကတော့မြေအောက်ထပ်ပေါ့နော်မြေအောက်ထပ်ကဒါမှမဟုတ်ရင်ပထမဓာတ်ကနေပြီးတော့အဲ့ဒီတရက်ခွင်ကိုတက်လာတဲ့လှေကားလေးရှိတယ်အဲ့ဒီလှေကားလေးရဲ့တက်ပြီးတော့ဘေးနားမှာပဲအဲ့မှာအတန်းလိုက်ရှိတယ်အဲ့ဒီအတန်းမှာတရားစွဲဆိုခံထားတဲ့လူနဲ့သူနဲ့ပတ်သက်တဲ့လူတွေအတူတူ ထိုင်လို့ရတယ်ထိုင်ကုန်အရှိမပေါ့နော်အဲ့ဒီမှာကျတော့ အဲ့ဒီဒုတိယတရက်ခွဲမှာကြတော့အဲ့ဒီဒေါက်တာနန်ဒီဖာအရင်ရောက်တယ်အဲ့အဲ့အချိန်မှာကြတော့သူကနှခမ်းနေရပါဆိုပြီးတော့နည်းနည်းလှတာပတ်တာလေးလှုပ်ထားတယ်ပေါ့နော်ပထမတစ်ခေါက်လို့တော့မဟုတ်တော့နောက်ပြီးတော့သူ့နောက်ကဘသူရောက်လာလဲဆိုတော့တာဘိုဘက်စတာရောက်လာရောက်လာတော့အမလီသူတို့နှစ်ယောက်ရောက်လာပြီးတော့တယောက်လက်တယောက်ကင်ပြီးတော့လေဟိုတယောက်မျက်နှာကိုတယောက် ကြည့်နေတဲ့အကြည့်တွေကမသိရင်တရက်ခွင်ရောက်နေတာနဲ့မတူပဲနဲ့ ဟိုကမ်းခြေမှာသူတို့ဟိုချစ်ကြည်နူးနေတဲ့ပုံစံမျိုးတွေမျိုးအဲဆိုအကုန်လုံးအံ့ဩတာပေါ့နော်ဟိုဒီဆရာဝန်မကိုလည်းသူတို့ကအရန်အံ့ဩတာအဆရာဝန်မနဲ့ပတ်သက်ခဲ့ဘူးတဲ့အဲတငယ်ချင်းတွေလှုပ်ဖို့ကမ်းမြတ်တရားလဲပေါ့နော်ဆိုလိုချင်တော့အခုအဲ့ဒီဒီ Netflix CD ထွက်တဲ့အချိန်အထိကို သူတို့နှစ်ယောက်ကိုတရားဘယ်လိုပြောမလဲဟိုဟိုကမင်းသူတို့နှစ်ယောက်ကိုအမိတ်မချရသေးဘူးဒါပေမဲ့တာဘူဘက်စတာကသူအရင်တော့က ရှိတဲ့သူ့ရဲ့ဟိုသူရင်တော့ကျူးဝင်ခဲ့တဲ့အမှုနဲ့ရခဲ့တဲ့အမိတ်ကိုတော့သူကထောင်ထဲမှာတော့နေရမယ်အမျိုးသမီးကိုလည်းအမိတ်တော့မချသေးဘူးပြီးတော့ဒီဒီ Netflix မှာသူတို့နဲ့ပတ်သက်တဲ့ဒီ documentary မပါဖို့ကိုလည်းတာဘိုဘက်စတာနဲ့ဒေါက်တာနန်ဒီဖာကတရားရုံးမှာဦးတိုက်လျှောက်တယ်ဦးတိုက်လျှောက်ပေမဲ့သူတို့မနိုင်ဘူးပေါ့နော်သူတို့ကဒီအကြောင်းကို Netflix မှာမတင်မပါခြင်းဘူးဆိုပေမဲ့တရားသူကြီးက Netflix ကိုဟိုဘယ်လိုပြောအနိုင်ပေးလိုက်တဲ့ ဟာမို့လို့ဒီ Netflix မှာဒီ documentary ကရောက်တာပေါ့နော်သူတို့ကတရားရုံးကတစင်ကန့်ကွက်သေးတယ်ဒါပေမဲ့မအောင်မြင်ခဲ့ဘူးပေါ့နော်ဆိုတော့အဲ့ဒီမှာဒေါက်တာနန်ဒီဖာရဲ့အရင်ယောက်ျားအရင်ယောက်ျားကလည်းဘာပြောလဲဆိုတော့ဒီဒီသူတည်တဲ့ဒေါက်တာနန်ဒီဖာကဒီတယောက်မဟုတ်ဘူးပေါ့နော်သူ့မှာအဲ့လိုမြင်မြင်ဘယ်လိုလဲ မျက်နှာနှစ်ခုရှိတယ်လို့မျိုးပေါ့နော်ဒါပေမဲ့ तू သိရဲ့ तू ယူထားတဲ့ main तू ယူခဲ့တဲ့ main မှာဒီတယောက်မဟုတ်ဘူးပေါ့နော်အရန်ကိုပြောင်းလဲသွားတယ်ဆိုတော့ तू တွေးလိုက်တယ်ပေါ့နော်အဲ့မှာလေဟိုကိုကလည်းဒီ documentary ကိုကြည့်ရလို့ဖြစ်တော့အရန်ကိုစိတ်ဝင်သွားပေါ့နော်အရန်ကိုချမ်းသာတယ်အရန်ကိုလှတယ်ပစ္စံလည်းပြေဆုံးတယ်အတိုင်းဝမ်းလည်းဝင်ဆက်တယ်ပြီးတော့အဲ့အမျိုးသမီးဒေါက်တာနန်ဒီဖာကိုဒူးကိုခြုံပြီးတော့သူအဲ့လိုမျိုးဟိုအလုံလုံခဲ့တာပေါ့နော်ဆရာဝန်ဖြစ်ခဲ့တယ် ဆရာဝန်ဖြစ်ခဲ့တဲ့အောင်မြင်ခဲ့တဲ့အရန်ကို influencer အာ influencer ပေါ့အရန်ကိုအောင်မြင်ခဲ့တဲ့ influence influential လည်းရှိတယ်သူရဲ့ပတ်ပွင့်ခြင်းမှာဆိုအဲ့လိုအမျိုးသမီးတယောက်ကဘာကိစ္စကြောင့်များဒီလိုဟိုဟိုပြောရမယ်ဆိုရင်ရာဇဝတ်ကောင်ကိုကြိုက်မိပြီးတော့သူသူလွမြောက်အောင်ထီကိုသူကိုယ်တိုင်ဒုက္ခတွေခံပြီးတော့ကုညီခဲ့ရတာလဲဆိုတာကိုစိတ်ဝင်စားနောက်တစ်ခုကလေအဲ့ဒီလူကလွတ်လာပြီလို့ TK ဆိုတဲ့နာမည်နဲ့နေတဲ့အချိန်မှာလဲသူတို့ဖုန်း record တွေရသူ့ကိုအမြဲတမ်းဟိုစကားပြောတဲ့အခါအမြဲတမ်းလူလူပေါ့နော်နောက်ပိုင်းကျပို့ဆိုပတ်ချက်တွေပြောတာနော်နေငါဖုန်းခေါ်ရင်ကိုင်ငါကိုင်မကြိုက်တယ်နေငါဖုန်းခေါ်လို့မကြိုက်မကိုင်လို့ရှိရင်နေအိမ်ကငါလာမီမီနဲ့ရှို့မှာနေအိမ်ဘယ်မှာရှိရဲဆိုတာငါသိရဲ့နော်နေသမီးတွေဘယ်မှာနေရဲဆိုတာငါသိရဲ့နော်သူကအဲ့လိုမျိုးကြီးလောက်တာသိလား abuse ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေလောက်ခဲ့တဲ့တိုင်အောင်လေဒီအမျိုးသမီးကဒီယောက်ျားနဲ့အတူတူထွက်ပြေးပြီးတော့ တရက်ခန့်အဖြစ်တရက်ရုံရောက်ရတဲ့အဆင့်ပေါ့နော်ဆိုတော့ကိုကအဲ့ဒါကိုစိတ်ဝင်စားလို့လေချက် GPT ကိုတော့နည်းနည်းမေးပြီးတော့ဆက်စုလိုက်သေးရဲ့ဟိုပေါ့နော် psychologically အရာရော social အရာရောဒါတွေကဘာကြောင့်ဖြစ်နိုင်လဲဆိုတာကြတော့လေအဲတကယ်တော့ဟိုဒါအခုပြောမယ့်ဟာတွေကကိုပြောတာတော့မဟုတ်ဘူးပေါ့နော်ချက်ချက် GPT ရဲ့ response ပေါ့သူကဘာပြောလဲဆိုတော့ဒီ တခါတရံမှာဒီ emotional manipulation ကဟိုဆွဲဆောင်မှုတစ်ခုအနေနဲ့ရှိတတ်ကြရပေါ့เนาะဥမာကွာရာဇဝတ်မှုတွေအများကြီးကြီးလိုက်မယ်ဆိုလို့ရှိရင်အထူးသဖြင့်ဒီအမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့တကယ်ချင်းဒီငါရဲ့ channel မှာနားထောင်မယ်ဆိုလို့ရှိရင်အလိန်ခံတဲ့အမျိုးသမီးရဲ့အကြောင်းတို့ပြီးတော့ထောင်သားကိုကူညီပြီးတော့ထွက်ပြေးတဲ့အမျိုးသမီးအကြောင်းတို့တကယ်ချင်းနားထောင်ဖို့ရနားထောင်မှုမှာပါအဲ့လိုမျိုးအမျိုးသမီးတွေနဲ့ပတ်သက်တဲ့အာရာဇဝတ် ကောင်နေမှာသူတို့မှာဘာလဲဘာရှိလဲဆိုတော့သူတို့ manipulate လုပ်တဲ့နီလန်တခုရှိတယ်အဲ့ဒီနီလန်เนี่ยဘာလဲဆိုတော့သူတို့ကပထမဆုံးအနေနဲ့အဲ့ဒီအဲ့ဒီသူတို့ ਨੇ တွေးတဲ့အမျိုးသမီးတွေကိုပြောမယ်ငါကတကယ်ကိုဟိုဒီမှာ victim တယောက်ပါငါတကယ်တော့ရာဇဝတ်ကောင်မဟုတ်ဘူးဒီဒီစနစ်ကြီးကမတရားလို့လူတွေက ချမ်းသာတဲ့လူတွေက ဟိုထိုးချလို့အဲအဲ့လိုပုံစံမျိုးနဲ့ငါကဒီထောင်ထဲကိုရောက်နေရပါတယ်ဆိုတဲ့ဟာမျိုးကသူတို့ရဲ့ပထမဆုံးလက်နက်ပေါ့နော်အဓိကကသူတို့က innocent ဖြစ်တယ်မတရားအချင်းချခံထားရတယ်ချမ်းသာတဲ့လူတွေရဲ့အဲဘယ်လိုပြောမလဲချမ်းသာတဲ့လူတွေနဲ့တရားမျှတမှုမရှိတဲ့စနစ်တွေကပေါင်းပြီးတော့သူတို့ဒီထောင်ထဲမှာထားရတယ်ဆိုတဲ့ဟာပထမဆုံးလက်နက်ပေါ့နော်နောက်တစ်ခုကြတော့နောက်တစ်ခုကဘာလဲဆိုတော့ emotional bond ပေါ့နော်သူတို့ကအော် အယံကိုတော်ကြီးရဲ့အယံကောင်းတယ်ဒီလူကိုအယံကိုချုပ်တက်တယ်ပေါ့နော်ချုပ်တက်တဲ့ခါကျတော့ပြီးတော့နေ့စဉ်ရဆက်စကားတွေပြောကြရဲဆိုတဲ့အခါကျရင်တယောက်နဲ့တယောက်က connection မိသွားပြီးတော့ emotionally အရာချိတ်ဆက်မိသွားတဲ့အခါကျရင်ဟိုဒီလူကရာဇဝဲကောင်လားဒီလူကဘာကောင်လဲဆိုတာကိုတိတ်ပြီးတော့မမြင်တတ်ကြတော့ဘူးပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးတွေနဲ့တယောက်နဲ့တယောက်ကဟိုဟို တန်ရောစင်ဖြစ်တတ်ကြတယ်ချစ်ချစ်လာနိုင်ကြတယ်ပေါ့เนาะဒါကတော့ရာဇဝတ်ကောင်းနေဘက်ကဒီအရန်ချမ်းသာတဲ့အမျိုးသမီးဘက်ကကြည့်မယ်ဆိုလို့ရှိရင်လေသူကသူ့ဘဝမှာပြည့်စုံနေပြီဒါပေမဲ့အရန်ချမ်းသာတဲ့လူတွေမှာဖြစ်ကောင်းဖြစ်ရှိနိုင်တဲ့တခုကပါလဲဆိုတော့အနားမှာဟိုသူတို့100%ယုံကြည်ရတယ်ဆိုတဲ့လူမရှိဘူးဆိုပြီးတော့ဘယ်လိုပြောရမလဲအထီးကျန်တဲ့ခံစားမှုသူတို့မှာရှိတတ်ကြတယ်ပေါ့နော်နောက်တစ်ခုကသူတို့မှာချမ်းသာပြီးအရာရာပြည့်စုံလာတဲ့အခါကျသူတို့က risk ယူခြင်းကြတယ် ဲ့ဒီ risk ယူခြင်းနဲ့ဟာမှာအာဘာပါနိုင်လဲဆိုတော့ခကြီးတွေဘာတွေတွားပြီးတော့စုံစားတဲ့ risk တွေဖြစ်ကောင်းဖြစ်နိုင်တယ်လို့မျိုးဒီ relationship နဲ့ပတ်သက်ပြီးတော့အာဒီစုံစားမှုတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဥပမာဒီလိုရာဇဝေးကောင်ကိုကြိုက်တာပြီးတော့နောက်အဲ့ risk ကနောက်မှာထပ်ပါလာတာဘာလဲဆိုတော့ safe လောက်တာ သူတို့ကြောင့်လူတယောက်ယောက်ကိုသူကကယ်ဆယ်ချင်တာမျိုးခုနကဒီတာဘိုဘက်စတာဆိုလို့ရှိရင်သူ့ဘဝကြီးဟာဒီလူတွေကသူ့ကိုထိုးချလို့သူကထောင်ထဲမှာရောက်နေခဲ့ရတာသူကဒီလိုမဟုတ်ပါဘူးသူကဒီလူတွေကို rape လုပ်ခဲ့ပါအောင်မတက်ခဲ့ပါဘူးဆိုတဲ့ပုံစံမျိုးနဲ့သူက victim တယောက်အနေနဲ့ရှိတဲ့အခါကြလို့ရှိရင်ဒီချမ်းသာတဲ့ဒီဆရာဝန်မကဒီလူကိုကယ်ဆယ်ချင်တာသူ့ကို support ပေးချင်တာအဲအဲ့လိုမျိုးပေါ့နော် အဲ့လိုမျိုး emotionally အရာဟိုဘက်ကတုံ့ပြန်မှုနဲ့ဒီဘက်ကတုံ့ပြန်မှုတွေအကြားထဲမှာ connect ဖြစ်သွားတဲ့အခါမှာသူတို့တွေကအဲ့လိုမျိုးဒီလိုမျိုးအမှုတွေပါတယ်ကျူးလွန်နိုင်လာကြတယ်ပေါ့နော်ဒီလိုမျိုးတွေဖြစ်လာနိုင်ကြတယ်ဆိုတဲ့ဟာမျိုးဒါကတော့ဟိုကအနှစ်ချုပ်ပြီးပြောတာပါတကယ် ChatGPT ကပြောတာအများကြီးပဲသူပြောတာလိုက်ပြောမယ်ဆိုရင်နောက်ထပ်ဟိုဘယ်လိုပြောရမလဲနောက်ထပ်ဗီဒီယိုတစ်ခုထပ်ပြီးတော့ record လုပ်ရမယ်ပုံစံမျိုးဆိုတော့ အဇာလန်းကတော့ဒီလောက်ဒီလောက်ပါပဲဒီ Netflix မှာရှိတဲ့အဲ Beauty and Besta Besta ကတော့ခုနကလူတာပိုဘက်စတာဆိုတဲ့လူနာမည်ပေါ့နော် Beauty ဆိုတာတော့ဒီဆရာဝန်မကိုရည်ညွှန်းတာပေါ့မော်တကယ်ကိုအလပါရေးရဆရာဝန်အရန်လာတဲ့အရန်ချမ်းသာတဲ့ဆရာဝန်မတယောက်ကရာဇဝတ်ကောင်ကိုကူညီပြီးတော့ဒီအချင်းတောင်ကထွက်အောင်လှုပ်လှုပ်ပေးတယ်ထွက်ပြေးနိုင်အောင်လှုပ်ပေးတယ်ဒါပေမဲ့ထူးဆန်းတာအခုချိန်ထိ ူတို့ရဲ့အမှုကိုတရားရုံးကအမိတ်မချရသေးတာပေါ့နော်ဆိုတော့ဒီတစ်ပတ်ဇလန်းကတော့ဒီလောက်ပါပဲတကယ်ချင်းရေတကယ်လို့တကယ်ချင်းလဲဒီဇလန်းလေးနဲ့ပတ်သက်ပြီးတော့ဒီလူကဘယ်လိုမျိုးကျူးခဲ့လဲဆိုတာကိုသူကနည်းနည်း recording လေးသူတို့နှစ်ယောက်ပြောခဲ့တဲ့စကား recording လေးနည်းနည်းလေးပါတယ်အဲ့ဒါလေးသိချင်းတွန်းချီလို့ရပါတယ်ဆိုတော့နားထောင်ပြီးတဲ့အတွက်ထုံးစံတိုင်းကျေးဇူးများတင်ပါတယ်နောက်တစ်ပတ်ဒီမှာပြန်တွေ့မယ်နော်တတ်တာ